အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ကောင်းမွန်သောဒီဒီဖြစ်ပါလို့ဒီနေရာကနေပြီးတော့အဆုံးမကောင်းတောင်းပေးလိုက်ရပါတယ်အဲ့တော့ဒါကျွန်တော်တို့လက်ရှိမှာဒါကျွန်တော်တို့မနိကဒါကျွန်တော် Real Madrid အနေနဲ့သူတို့ရဲ့ဒါကျွန် Twitter ဆက်မြတ်တာတရက်ဝင်သူတို့အနေနဲ့ Forbes Magazine ကနေပြီးတော့သူတို့ကိုကမ္ဘာပေါ်မှာတန်ဖိုးအရှိဆုံး club အနေနဲ့သတ်မှတ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတဲ့စာကြောင်းကိုသူတို့အနေနဲ့ တက်လာခဲ့တယ်အဲ့တော့ဒါမှလည်းပြော Real Madrid ကတနည်းတစ်ခါဒီစာကြောင့်သူအမြဲတမ်းတင်နေပါဘောနော်နှစ်တိုင်းလက်တာကျွန်တော် Real Madrid ပဲပါပဲဒါကျွန်တော်ကျွန်တော်မနစ်ကစရင်ကိုတော့မှဒီလွန်ခဲ့တဲ့တလနဲ့နှစ်လကြာကျွန်တော်ဒါလုတ်ဝေးထားခဲ့သေးတယ်မှတ်မိကြလိမ့်မယ်အဲ့တော့ဒါ Forbes Magazine အနေနဲ့ဒီရပ်ပိုင်းတွင်းမှာဒါကျွန်တော်လွန်ခဲ့တဲ့နှစ်ရက်ကမှာဘောနော်အတိအကျပဲလွန်ခဲ့တဲ့နှစ်ရက်ကမှာသူတို့အနေနဲ့ဒါကဘာပေါ်မှာတန်ဖိုးအကြီးဆုံးအသင်းတွေအနေနဲ့ထပ်မံပြီးတော့ထပ်ပြီးတော့ရွေးချယ်ခဲ့တယ် Forbes Magazine ဆိုတာသိကြတယ်မှာဒါနာမည်ကြီး Magazine တခုဖြစ်တော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်ကျွန်တော်လည်းခမောင်းနဲ့အတူတူဒါကျွန်တော်အတူတူကြည့်မယ်ဘောနော်ကျွန်တော်လည်းဒါမကြည့်ရသေးဘူးအဲ့တော့ နံပါတ်20ကစပြမယ်ကျွန်တော်တို့ဒါသူအဆက်30ဒီထားမယ်ကျွန်တော်နံပါတ်20ကစပြမယ်နံပါတ်20မှာဒါကျွန်တော်တို့ American Club တစ်ခုဖြစ်တဲ့အခုလက်ရှိဒါကျွန်တော်တို့အင်္ဂလန်ကစားသမားတွေတော်တော်များများဒါကျွန်တော်တို့အခုနောက်ဥရောပကစားသမားတွေဒါအနားယူလေးရှိတဲ့နေရာတစ်ခုဖြစ်တဲ့ဒါ American Club ကတော့နံပါတ်20နေရာမှာရှိတယ် LA Galaxy ဘောနော် LA Galaxy ကဒါကျွန်တော်နံပါတ်20နေရာမှာ1 billion dollar ဘောနော်ဒါတော့ပေါင်းတော့မတော်ဘူးတော်တော့ဒါ American Magazine ဆိုတော့ဒေါ်လာတော့တယ်1 billion ဒါကျွန်တော်တို့အဲ အသင်းရဲ့ဒါကျွန်တော်တို့အဲတန်ဖိုးပေါ့နော်တို့နေတာ1ဘီလီယံရှိတယ်ဒါကြောင့် LG Galaxy ဖြစ်တယ်သူတို့ရဲ့ဒါဝင်ငွေကတော့65တန်ရှိတယ်ဆိုပြီးတော့သူကတော့ LG Galaxy ကိုနံပါတ်20မှာရေးသားထားခဲ့တွေ့ရမယ်အဲ့တော့ နံပါတ်19ပဲအသင်းလဲနံပါတ်19နေရာမှာလက်ရှိမှာဒါကျွန်တော်တို့ Newcastle United အသင်းကဒါကျွန်တော်1 to 20တဲ့ဝင်လာခဲ့ပြီဖြစ်တယ်အဲ့တော့ဒါကျွန်တော်တို့တစ်နှစ်အတွင်းမှာဒါကျွန်တော်တို့တော်တော်လေးကိုပြောင်းလဲခဲ့တယ်ပြီဆိုပြီးတော့ Forbes Magazine ကလည်းဒါကျွန်တော်တို့သတ်မှတ်ခဲ့တယ် Newcastle United ကလက်ရှိဒါကျွန်တော်တို့ဘောလုံးအသင်းတွေထဲမှာနံပါတ်19ဒါတန်ဖိုးအရှိဆုံး club နဲ့ရပ်တည်ခဲ့တယ်1.1 billion နဲ့ပေါ့နော်ဒီနှစ်အတွင်းမှာဒါကျွန်တော်တို့ Saudi club ဖြစ်သွားခဲ့ဆော်ဒီကပိုင်ဆိုင်တဲ့ကလပ်ဖြစ်သွားတဲ့အတွက်ကြောင့်မို့ဒါဝင်ငွေလက်တအားတိုးလာခဲ့တဲ့ဝင်ငွေကတော့403တန်းအထိဒါကျွန်တော်ဒေါ်လာ403တန်းအထိရရှိခဲ့တယ်ဆိုပြီးတို့ရေးသားခဲ့တော့တွေ့ရမှာအဲ့တော့နံပါတ်18နံပါတ်18နေရာမှာကတော့ဒါကျွန်တော်တို့ Wasam United အသင်းဒါကျွန်တော်တို့ဒါ Premier League Club ပေါ့နော် Wasam United အသင်းကနံပါတ်16နေရာမှာ1.125 billion နဲ့တူနံပါတ်16နေရာကိုချိတ်ဆွဲခဲ့တယ်သူကလည်း Premier League အသင်းဖြစ်တယ်သူနေနဲ့လက်ရှိမှာဒါကျွန်တော်တို့ဝင်ငွေကတော့ဒါကျွန်တော် Newcastle ထဲယောင်းနေခဲ့တယ်349သန်းသာရရှိခဲ့တယ်ဆိုပြီးတော့နံပါတ်16နေရာမှာရပ်တည်ထားခဲ့တယ်နံပါတ်18နေရာမှာတော့ကျွန်တော်တို့ Inter Milan လက်ရှိဒါ Champions League ဘိုလ်လူပွဲမှာပူပူလောလောဒါ PSG အသင်းကိုဒါဂိုးပြတ်ရှုံးခဲ့တဲ့ Inter Milan အသင်းကတော့ 1.15ဘီလီယံဒေါ်လာနဲ့အတူအဆက်ဆက်ကွန်နီယာမှာကမ္ဘာပေါ်မှာဒါကျွန်တော်ဆက်ကွန်နီယာတင်းမြောက်ဒါတန်ဖိုးရှိရတဲ့အနေနဲ့ရည်တည်တယ်။ဝင်ငွေကတော့ကျွန်တော်ဒေါ်လာ400တန်း300တန်း430ရတယ်လို့သူရေးသားထားခဲ့တွေ့ရမယ်။နံပါတ်16 နံပါတ်16မှာတော့ကျွန်တော်တို့ထူးထူးဆန်းဆန်းမြတ်တော်တော်လေးကိုထူးဆန်းတယ်လို့ပြောလို့ရတာဘလို့ဘလို့တွက်လိုက်လဲတော့မသိပေမဲ့ David Beckham နဲ့ကျွန်တော်တို့ Joseph Hockey Master အဆူပိုင်ဆိုင်နဲ့ဒါ Lionel Messi တို့စော့နေတဲ့ Inter Miami Inter Miami အသင်းကိုအခုလက်ရှိမှာဒါကျွန်တော်တို့ကမ္ဘာပေါ်မှာတန်ဖိုးရှိတဲ့နံပါတ်16အနေနဲ့1.2 billion နဲ့ဒါလက်ရှိမှာ Forbes Magazine ကသတ်မှတ်ထားတဲ့ဝင်ငွေကတော့တန်180တဲ့ရှိတယ်လို့သူတို့နေသတ်မှတ်ထားတာတွေ့ရဘလို့ဘလို့သတ်မှတ်တယ်တော့မသိဘူးဒါ Forbes Magazine မှာရှိတယ်။ Forbes Magazine မှာတော့ကြည့်ကြည့်နေတော့ဒါ Forbes Magazine တရားဝင်စာမျက်နှာမှာရှိတယ်အဲ့တော့ Form Magazine နဲ့ခုနပြောလိုပဲလက်ရှိနံပါတ်15နေရာမှာဒါကျွန်တော်နောက်ထပ်ဒါကျွန်တော်တို့ American Club တခုကပဲဆက်လက်ပြီးရပ်တည်နေတယ်။ Inter Miami ကိုကျော်လွန်ပြီးအခုလက်ရှိမှာ LAFC ဝန်တော်တစ်ချိန်ကဒါကျွန်တော်အခုလက်ရှိမှာ Hugo Lloris ကစားနေတယ်။တစ်ချိန်ကဒါကျွန်တော် Gareth Bale ကစားခဲ့တဲ့အသင်းတစ်သင်းဖြစ်တဲ့ LAFC ကတော့3.25ဘီလီယံနဲ့ Assist 15နေရာမှာကမ္ဘာပေါ်မှာတန်ဖိုးအရှိဆုံး Club တခုအနေနဲ့ဒါကျွန်တော်ရပ်တည်နေတာတွေ့ရမယ်။ဝင်ငွေကိုတော့ဒါတစ်နှစ်ကိုပေါင်150ရှိတယ်လို့သူအနေနဲ့တတ်မှတ်ထားတွေ့ရမယ်တဲ့မှာပါတယ်။ တပတ်စလေးနေရာကတော့ကျွန်တော်အီတလီစီးရီးအေကတော့ကျွန်တော်အသင်းတသင်းဖြစ်ပြီးထူးဆန်းတာပြလက်ရှိမှာအင်တာမီလန်ကဒီနှစ်မှာပိုကောင်းနေခဲ့ပေမယ့်သူ့ရဲ့မြုပ်ကန်ပြိုင်ဘက်ကလက်ရှိမှာသူ့ထက်ကျော်လွန်ပြီးတော့ AC မီလန်အသင်းကနံပါတ်16နေရာမှာဒါ1.5ဘီလီယံနဲ့တူရပ်တည်နေတယ်ဝင်ငွေက433သန်းရှိတယ်ဆိုပြီးသူတို့ကတော့ရေးသတ်မှတ်ထားတာတွေ့ရမယ်အဲ့တော့ နံပါတ်73တင်းနံပါတ်73တင်းကဒါစပိန်အသင်းစတင်ပြီးဝင်ရောက်လာဖြစ်ဖြစ်တယ်နံပါတ်73နေရာမှာဒါကျွန်တော်တို့ Real Madrid အသင်းရဲ့မဟာပြိုင်မဲ့တစ်သင်းဖြစ်တယ် Atletico Madrid အသင်းကဒါကျွန်တော်နံပါတ်73နေရာမှာ1.8ဘီလီယံဒေါ်လာနဲ့တူကမ္ဘာပေါ်မှာတန်ဖိုးရှိဆုံးနံပါတ်73အသင်းနဲ့ရက်တင်ရတွေ့ရမယ်ဝင်ငွေက442သန်းနဲ့သတ်မှတ်ထားတာကိုတွေ့ရမယ်တဲ့မှာပါပါတယ်နောက်ရဒါနံပါတ်7နံပါတ်7နေရာမှာလက်ရှိမှာဒါကျ German Club တခုဖြစ်တဲ့ Germany ရဲ့ဒါကျွန်တော်တို့အဲ အသင်းကြီးတွေကအသင်းတသင်းကတော့ Borussia Dortmund အနေနဲ့နံပါတ်7နေရာမှာယက်တီနေတာကိုတွေ့ရမှာဖြစ်ပါတယ်။နံပါတ်7နေရာမှာဒါ Borussia Dortmund အနေနဲ့2.5ဘယ်2.05ပါနော်2.5မဟုတ်ဘူး2.05 billion ဒေါ်လာနဲ့အတူဒါနံပါတ်7နေရာမှာယက်တီနေတာကိုတွေ့ရမယ်။ဒါလက်ရှိမှာဒါ Borussia Dortmund ရဲ့ဝင်ငွေကတော်တော်လေးကိုမြောက်တယ်လို့ပြောလို့ရတယ်။905သန်းသူ955သန်းရှိတယ်လို့သူတို့နေရေးသားထားခဲ့တော့တွေ့ရမယ်။အဲ့တော့ နံပါတ်7ကိုတဖြည်းဖြည်းနဲ့ရောက်ရှိလို့လာခဲ့ပြီဖြစ်တဲ့နံပါတ်7မှာတော့ကျွန်တော်ဂျူဗင်တက်ဒါကျွန်တော်တို့ရက်တည်နေတာဖြစ်ပါတယ်။ဒါအီတလီစီးရီးကလပ်ဖြစ်တဲ့ဂျူဗင်တက်ကနံပါတ်7နေရာမှာဒါ1.15ဘီလီယံနဲ့အတူနံပါတ်7နေရာမှာရက်တည်နေတဲ့သူ့ရဲ့ဝင်ငွေကခုနပြောသောအောက်ကဘရစ်ရှာတော်မူတဲ့အများကြီးနည်းပေမဲ့ဒါသူ့ရဲ့အသင်းရဲ့ဒါကျွန်တော်တို့အလုံးစုံဒါကျွန်တော်တို့တန်ဖိုးကတော့မြင့်မားနေတော့တွေ့ရမယ်။သူ့ရဲ့တနစ်တာဝင်ငွေကဒါ386သန်းသာရှိတယ်ဆိုပြီးတရားဝင်ရေးသားထားခဲ့တော့တွေ့ရမယ်။အဲ့တော့1 to 10တွင်ဝင်လာနံပါတ်1ကတော့ဒါ Real Madrid မှာအကုန်လုံးသိပြီးကျွန်တော်တိတ်တော့ရင်မခုံတော့ဘူး။ နံပါတ်10နေရာမှာဒါကျွန်တော်တို့လန်ဒန်ကလပ်ဖြစ်တဲ့ Chelsea အသင်းကရက်တည်နေတာဖြစ်ပါတယ် Chelsea အသင်းနဲ့ဒါကျွန်တော်တို့တစ်ဖက်ကနံပါတ်17အသင်းနဲ့တသန်းကျော်တော်ဟုတ်1ဘီလီယံဆိုတသန်းပဲနေမယ်1ဘီလီယံကျော်တော်ကွာခြားခဲ့ပြီနံပါတ်10နေရာမှာ3.25ဘီလီယံနဲ့တူ Chelsea အသင်းကတော့လက်ရှိနံပါတ်10နေရာမှာကမ္ဘာပေါ်မှာတန်ဖိုးရှိဆုံးနံပါတ်10နေရာမှာရပ်တည်နေတာဖြစ်ပါတယ်ဒီနေရာမှာဒါကြောင့်တော့ပူလီတို့အုပ်စုကတနှစ်ကို960တသန်းထိရှာနိုင်နေဆိုပြီးတော့ရေးသားထားတာကိုတွေ့ရမယ်တဲ့မှာပါပါတယ် နံပါတ်6နေရာနံပါတ်6နေရာမှာဒါကျွန်တော် Ford Magazine အနေနဲ့လက်ရှိမှာနံပါတ်6နေရာ Tottenham Hotspur အသင်းကိုပေးခဲ့ပြီးတော့ဒါ Tottenham Hotspur အသင်းနဲ့ဒါကျွန်တော်တို့ Chelsea အသင်းတက်0.05ပုံများခဲ့ပြီး3.3ဘီလီယံနဲ့အတူဒါကျွန်တော်ရက်တည်နေတာကိုတွေ့ရမယ် Spa အသင်းရဲ့ဝင်ငွေကတော်တော်လေးကိုများတယ်လို့ပြောလို့ရတယ်666တန်းရှိပြီးအဆင့်6နေရာမှာရက်တည်နေတာကိုတွေ့ရမယ်တဲ့မှာပါပါတယ်အစစ်ရှိနေရာမှာလက်ရှိမှာ Tottenham Hotspur အသင်းတဲ့0.1ပုံများပြီးတော့ဒါကျွန်တော် London Club အချင်းချင်းပဲဒါကျွန်တော်တို့ ်အာစနိုသင်းကနံပါတ်၈နေရာမှာယက်တည်နေပြီးလက်ရှိမှာလန်ဒန်ကလပ်တွေထဲမှာဝင်းဝင်းအများဆုံးကလပ်အနေနဲ့ဒီနှစ်မှာတော့ဒါကျွန်တော်တို့တန်ဖိုးရှိဖို့ဝင်းဝင်းမဟုတ်တန်ဖိုးအကြီးဆုံးကကျွန်တော်ဝင်းဝင်းအေးပေါ့အင်လန်ကလပ်တွေထဲမှာဝင်းဝင်းလည်းအများဆုံးနဲ့ဒါကျွန်တော်တို့တန်ဖိုးအရှိဆုံးကလပ်အနေနဲ့ Forbes Magazine ဘက်ကနေပြီးတော့ခံယူခဲ့တဲ့အာစနိုသင်းနဲ့3.4ဘီလီယံဒေါ်လာနဲ့ဒီအာစနိုသင်းကိုနံပါတ်၈နေရာမှာယက်တည်ခဲ့နံပါတ်၈နေရာမှာထားခဲ့ပြီးတော့တစ်နှစ်ဝင်းဝင်း982တသန်းထိရှိတယ်ဆိုတဲ့အကြောင်းကိုဒါကျွန်တော်တို့ရေးသားထားခဲ့တွေ့ရမယ်အဲ့တော့လန်ဒန်ကလပ်တွေကဒါအရှိနောက်တွေပဲအာစနယ်ကနံပါတ်1 PSG ကနံပါတ် ဲ့ Chelsea ကနံပါတ်3ပေါ့နော်အဲ့တော့ကျွန်တော်တဖြည်းဖြည်းနဲ့အပေါ်တက်လာခဲ့ပြီဖြစ်တယ်အပေါ်တက်လာတဲ့အချိန်မှာလက်ရှိမှာနံပါတ်9နေရာမှာလက်ရှိမှာ Champion League ဘိုးဆွဲထားတဲ့ PSG အသင်းနေနဲ့နံပါတ်9နေရာရောက်ရှိနေခဲ့ပြီးတော့4.6ဘီလီယံနဲ့အတူ PSG ကတော့နံပါတ်6နံပါတ်9နေရာမှာရပ်တည်နေတယ်ဝင်ငွေမှာလမ်းပြန်ထွက်နေတဲ့တန်880ဝင်ငွေနဲ့အတူနံပါတ်9နေရာမှာရပ်တည်နေတာကိုတွေ့ရဖြစ်ပါတယ်နံပါတ်6နေရာမှာဒါကျွန်တော်တို့လက်ရှိ Spain ရဲ့ဒါဘူးဆို ဘွန်ဒက်စ်လီဂါရဲ့အကောင်းဆုံးအသင်းလို့ပြောလိုက်ရတဲ့ဒါဘိုင်ယန်မြူးနစ်ပါဘိုင်ယန်မြူးနစ်အသင်းကဒီနေရာမှာနံပါတ်6နေရာမှာ9တသမ1ဘီလီယံအနေနဲ့ဒါရပ်တည်နေပြီးဘိုင်ယန်မြူးနစ်ကတနည်းဝင်ငွေ128သန်းတိရှိပါတယ် နံပါတ်9နေရာမှာတော့ကျွန်တော်တို့ Manchester အသင်းတွေကသတင်းဖြစ်ပြီးတော့ Manchester City အသင်းကနံပါတ်9နေရာမှာရပ်တည်နေတယ်။သူတို့ကတော့9.3ဘီလီယံနဲ့အတူ Man City အုပ်စုကနံပါတ်9နေရာမှာရပ်တည်နေတယ်။ဒီနေရာမှာတော့ကျွန်တော်တို့တွေတနည်းဝင်ဝေ900နဲ့တသန်းတိရှိတယ်ဆိုပြီးတော့ဒါ Forbes Magazine ကရေးသားထားခဲ့တာကိုတွေ့ရမယ်။အဲ့တော့နံပါတ်၄နံပါတ်၄နေရာမှာလက်ရှိမှာပူပူလောလော Premier League Champion ဖြစ်ခဲ့တဲ့ Liverpool အသင်းဖြစ်ပါတယ်။နံပါတ်၄နေရာမှာ Liverpool အသင်းကတော့ကျွန်တော်9.4ဘီလီယံနဲ့အတူဒါကျွန်တော်နံပါတ်9နဲ့နံပါတ်9ကဒါ City အသင်းနဲ့0.1 ဝမ်ကွာခဲ့ပြီးတော့နံပါတ်၄နေရာမှာဒါကျွန်တော်ကဘာပေါ်မှာတန်ဖိုးရှိဆုံးသမတ်ကလပ်တစ်ခုအနေနဲ့ဒါကျွန်တော်တို့ဖောဘက်ကသတ်မှတ်ပေးခဲ့တာတွေ့ရမယ်ဒါဝင်ငွေကတော့ဒါကျွန်တော်တို့တနစ်ကို893သန်းတည်ရှိတယ်ဆိုပြီးတော့ရေးသားထားတာကတော့တွေ့ရမယ်နံပါတ်1 2 3ဝင်လာခဲ့ပြီနံပါတ်3နေရာမှာဘယ်သူများဖြစ်မလဲ နံပါတ်3နေရာမှာဘာစလုနာအသင်းဖြစ်ပါတယ်။ဘာစလုနာအသင်းကလက်ရှိကမ္ဘာပေါ်မှာတန်ဖိုးအရှိဆုံးနံပါတ်3ကလပ်ဖြစ်ပြီးတော့9.65ဘီလီယံနဲ့အတူဘာစလုနာအသင်းကတော်တော်လေးကိုကြမ်းတမ်းနေတော့တွေ့ရမယ်။ဒီနေရာမှာသူတို့ရဲ့တစ်နှစ်ဝင်ငွေကတော့ပေါင်ရှို့ဆိုတော့ဒေါ်လာ823သန်းရှိတယ်ဆိုပြီး Forbes Magazine ကရေးသားထားခဲ့တွေ့ရမယ်။အဲ့တော့နံပါတ်1ကိုဘယ်သူလဲဆိုတော့အကုန်လုံးမှန်းလို့ရပြီလို့မြင်ပါတယ်။နံပါတ်1နေရာမှာဒါကျွန်တော်တို့ဟုတ်ပါတယ်။ Manchester United အသင်းပါ။ အခုလက်ရှိမှာအသင်းကတိုင်မဲ့ဘလူးပဲပဲတိုင်အောင်ပဲဘလူးပဲဖက်ကက United အသင်းကဒါ international value ရတော်တော်လေးကိုမြင့်မားတဲ့ club ကုလို့ပြောလို့ရတယ်အဲ့တော့ဒါကျွန်တော်ဒီ United အသင်းရဲ့ဒါကျွန်တော်နံပါတ်ကိုကျွန်တော်လည်းတတ်မှတ်တာ Forbes magazine ကတတ်မှတ်တာဖြစ်တယ် Forbes magazine က official သူ့ရဲ့ page မှာသူ့ရဲ့ page မှာအကြီးကြီးတာအဲ့တော့အဲ့တော့တော့ကြည့်လို့ရကျွန်တော် Forbes မှာဆိုတော့ဟာဒီပဲကွာဒါမှ Forbes တော့ကြည့်တကယ်မိုက်တယ် Manchester United အသင်းနေနေဒါကျွန်တော်နံပါတ်2နေရာမှာ6.6ဘီလီယံနဲ့အတူဒါတနစ်ဝင်ငွေ834တန်းနဲ့အတူဒါနံပါတ်2နေရာမှာ ဒါထိုက်ထိုက်တန်နဲ့ပဲဒါရက်တည်နေတယ်လို့ပြောလို့ရအကုန်လုံးထိုက်တန်မှာပဲအကုန်လုံးရက်တည်နေတယ်လို့ပြောလို့ရတယ်နံပါတ်1နေရာမှာခုနပြောသူပဲလက်ရှိမှာ Real Madrid ဖြစ်ပါတယ် Madrid ကလက်ရှိမှာဒါ Manchester United တက်တဲ့0.175ပုံများခဲ့ပြီးတော့နံပါတ်1နေရာမှာ6.3 ခွန်9ဘီလီယံနဲ့အတူ Real Madrid ကရပ်တည်နေခဲ့တယ်။ဒီနှစ်ရဲ့ဝင်ငွေကဒါကျွန်တော် Real Madrid တင်တဲ့ဘီလီယံနဲ့ချီပြီးဝင်ငွေရခဲ့တယ်ဆိုရေးသားထားခဲ့တွေ့ရမယ်။ဒီနှစ်မှာဒါ Real Madrid တင်နေတဲ့ဝင်ငွေက1.12ဘီလီယံတိရရှိခဲ့ပြီးတော့ဒါဘောလုံးတင်နေကြားထဲမှာဒေါ်လာနဲ့တွက်မယ်ဆိုရင်ဘီလီယံနာဘူးဘီလီယံနဲ့ချီပြီးတော့ဝင်ငွေရခဲ့တဲ့ကလပ်တစ်ခုအနေနဲ့လည်းတရှိမှာ Real Madrid ကစံချိန်တင်ခဲ့တာပဲ။အဲ Real Madrid ကတကယ်တမ်းပြန်ကြည့်မယ်ဆိုတော့တကယ်ကိုလမ်းပြန်ထွက်တဲ့ကလပ်တစ်ခုလို့ပြောလို့ရတယ်။ပပ PSL အောက်မှာ Real Madrid ပြောင်းလဲလာမှုကတကယ်ကိုလမ်းပြန်ထွက်။အဲ့တော့ဒါ ျွန်တော်1 2 3တို့ကိုတနည်းလေးပြပြအောင်နံပါတ်1နေရာမှာဒါ Real Madrid နံပါတ်2နေရာမှာဒါ Manchester United နံပါတ်3နေရာမှာ Barcelona နံပါတ်4နေရာမှာ Liverpool နံပါတ်5နေရာမှာ Manchester City နံပါတ်6နေရာမှာ Bayern Munich နံပါတ်9နေရာမှာ PSG နံပါတ်10နေရာမှာ Arsenal နံပါတ်9နေရာမှာ Tottenham Hotspur နံပါတ်10နေရာမှာ Chelsea အဲ့တော့ဒီ list ကိုတော့လွန်ခဲ့တဲ့2ရက်ကမှ Forbes ကသူတို့ရဲ့ဒါကျွန်တော်တို့ channel မှာတင်ခဲ့တာဖြစ်ပြီးတော့ဒီကိစ္စနဲ့ပတ်သက်ကျွန်တော်တိတာ Real Madrid ကသူတို့ကိုဒါကျွန်တော်တို့ Forbes magazine ကတမိုးရှိဆုံး club နေနဲ့သတ်မှတ်ထားပြီးတာကျေးဇူးတင်ကြောင်းသူတို့ရဲ့ဒါ Twitter မှာရေးခဲ့ကြတော့သိကြတာဖြစ်တော့တော်တော်လေးကိုမိုက်တဲ့ list လို့လည်းပြောလို့ရတယ်မှာပါ။အဲ့တော့ပါပဲ။ဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 point zone နဲ့ဒီ before you တို့မှာကြည့်ရင်လို့ဆက်ပေါအောင်ကုညီလို့ရပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။အောက်က comment တွေထဲမှာလည်း Youth Sport Media 3 point zone နဲ့ TV for you ရဲ့ link လေးတွေကိုထည့်ပေးထားကြလို့ကျွန်တော်ပြောဆိုကုညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။ မြားမြားကလစ်မမြန်မြန်နိုင်ဖြစ်ပါတယ်အားလုံးမကြိုးတမရကောင်းမွန်သောနီလီတနီဖြစ်ပါစလို့ဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့တွေနောက်မှာပဲအေးဆေးဆေးတူကြတော့အားလုံးမကြိုးတမရမြန်မြန်ကလစ်ဖို့မမိကြပါနဲ့မြန်မြားကလစ်မမြန်မြန်နိုင်ဖြစ်ပါတယ်တိတ်ပါပါ